မင်္ဂလာပါရှင်ကျမတို့ရဲ့ဘာမပကတ်ချက်တွေကနေစပရိတ်တက်ကိုပြန်လည်ပြီးတော့ကျူဆူလိုက်ပါတယ်ဒီကနေ့မှာကတော့ဆာရည်သူထမန်းတောက်ကူရေးသားထားတယ်တပွဲစားမို့ဆိုခနဲ့ပါမို့ဆိုဆိုတဲ့ဇလန်းလေးရဲ့အပိုင်းလေးကိုတက်ဆက်ပေးသွားကြပါမယ်ဇလန်းလေးမတင်ဆက်ခင်ပြီမှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဘင်းနာလူဒီကောင်းလေးကိုလည်းနှိပ်သားပေးဖို့အရင်ဆုံးတောင်းဆိုလိုက်ပါရစေနော်အစစ်အသေးဖြစ်ပြီးဆိုရင်တော့ဇလန်းလေးကိုစတင်တက်ဆက်ပေးလိုက်ပါပြီရှင် ဥဖုတ်ခက်အဝိုင်းတက်ကိုမောင်လင်းမောင်ဦးဆောင်လာတဲ့ရွာကွာကွယ်ရေးအုပ်စုဝင်ရောက်ရှိလာခဲ့ကြတယ်။ဒေါ်ပွေးကတော့မနေ့အစောကလေးကရွာထဲထွက်သွားတာမလို့အိမ်မှာရှိမနေခဲ့ပါဘူး။ကဲထိုင်ပြ။ရွာထဲအရေးရှိတယ်ထင်တယ်ဗျ။ဟုတ်တယ်ကိုဖုတ်ခက်ရေကြာဆိုကဒီမနေ့မှာပဲရွာကိုဝင်သွားတယ်။ဟာလူပါသွားသေးတာကွာ။ပါသွားတာပေါ့ဗျာ။မိမုံသမီးအကြီးမလေးတွေ တောထိုင်ပြီးအပြန်ကြားနဲ့ဗပင်းတိုးပြီးတော့အဆွဲခံလိုက်ရတယ်ဗျာဟာဖြစ်မဖြစ်ရလေးဗျာကျောက်တို့လည်းကြာကြာချင်းတောနေလိုက်ကြသေးတယ်မမိလိုက်ဘူးဗျာအဲ့ဒါနဲ့အပြန်ဥဖိုခက်စီဝင်လာကြတာဗျာဒီကောင်ကစားရဖို့ရင် ထက်လာအောင်မယ်လို့ထင်တယ်ကိုဖိုခက်ခမရတခုခုလုပ်ကြည့်ပါဦးဗျာဦးလေးမောင်ကတောင်းဆိုလိုက်တယ်ဒီတစ်ခါမှတော့ဥဖိုခက်မျက်လုံးပြူးသွားရပါပြီအဲကျောက်အဲ ကျုပ်ဘာဖြစ်တော့လဲဥဖို့ခက်ခမကြည့်ရတာတခုခုပဲဗျအစင်မပြေတော့လားမမဟုတ်ပါဘူးကွာအစင်ပြေပါတယ်ဥဖို့ခက်ကအမူအရာကိုအမြန်ပြန်ပြင်ပြီးတော့လိန်ညာဖုံးွယ်စကားပြောပေမဲ့စိတ်ကသူ့လိပ်ပြာကိုသူ့မလုံးဖြတ်နေတော့သူ့မျက်လုံးစီမှာအရေးထင်နေရရှိတယ်ဒါဦးလေးမောင်ကတရိပ်ထားမိလိုက်ကမဟုတ်ပါဘူးလုံးမနေနဲ့ဗျာခမကြည့်ရတာကြောက်နေတယ်ဆိုတာကြောက်သိနေတယ်ဗျာမဟုတ်ပါဘူးဆိုဗျာ ဥဖုတ်ကန်စိတ်ကိုတင်းလို့မျက်မှောင်အတင်းကျုပ်ပြီးတော့ပြောပြမယ်။ဥလေးမောင်ကဥဖုတ်ကန်အနားကိုကပ်လိုက်ပြီးလေတန်တူတူလေးနဲ့ကိုဖုတ်ကန်ကျုပ်တို့ဟာခမရောက်အားကိုးပြီးတော့လာခဲ့ရနော်။ခမရောက်ဒီနေ့တကြောမှနာမည်ကြီးမိုးစိုးတရားကြားကိုပြစ်ခတ်နိုင်လောက်တဲ့တနတ်ဆိုတာလေခမရောက်နဲ့တကြီးစီမှရှိတယ်လေ။အခုခမရောက်ရွာကိုကြားဝင်ပြီးလူဆွဲသွားပြီးပြ။ဒါကမြောက်အခုလိုဖြစ်နေတော့ခမရောက်ကမိုးစိုးအတုပဲဗျ။ကိုလေးမောင် ခမရတခုခုကိုသိနေတာများလားဗျာဦးလေးမောင်စကားတော်မဆုံးသေးဘူးဦးဖိုခက်ကသူ့ဘာသာစိတ်မလုံးမလဲဖြစ်ပြီးမေးလိုက်တယ်ကျုပ်ဘာမှမသိပါဘူးဒါပြည့်ဘလို့ကြောက်များကျုပ်ကိုတက်အကြီးပြောနေရတာလေကျုပ်ကိုတက်တက်ကြီးစွတ်စွဲနေတာဖြစ်နေပြီဗျာကျုပ်မစွတ်စွဲပါဘူးကိုဖိုခက်ရဲ့အခုဖြစ်နေတဲ့ခမရပုံစံနဲ့ခမရမျိုးလုံးတွေစီမှာတခုခုကိုကျုပ်မြင်နေရတယ်ဗျာဒါနဲ့တင်မဲ့စွတ်စွဲရကောလားဗျာကိုဖိုခက် ြုတ်တင်ထားတာမမဘူးဆိုရင်တော့ခမားသားကောင်နေရနေတယ်ဆိုတာခမားသားလူချောက်လေးကဖမ်းပေးနေတာပဲဖြစ်ရမယ်ဗျဟာဟဲ့လူမဟုတ်ဘူးကြုတ်သွားနေဘာမှမဆိုင်ဘူးဗျဥဖို့ကံမလိုပလဲပို့ဖြစ်သွားပြီးတော့ပြောလိုက်တော့တယ်ဦးလေးမောင်ကရန်တန်းပြောလိုက်တာပါ အခုတော့ဥဖို့ကံဖြစ်ပုံကသူ့ကိုပူထင်းသားစေဖို့ပြသနေတယ်လို့ဖြစ်နေတဲ့အတွက်ကြုတ်ခမားကိုတတိထားမိနေတာကြပါပြီကိုဖို့ကံ ခမားတောစီကိုမဝင်ဘဲနဲ့တားကောင်နေကြနေတယ်။မနေ့အစောဘက်တွေဓမတချောင်းကင်ပြီးတော့ရွာပြင်ထွက်သွားတယ်။ပြန်လာရင်တားကောင်အသေးတကောင်မှပါလာတတ်တည်တယ်။တကယ်တော့ဒါရီအလုံးဟာတားကောင်ငယ်လောက်ကိုပဲဂိုင်းထောင်ဖမ်းဖို့တဲ့ခမားရဲ့လုံးဆောင်ချက်တွေမဟုတ်ဘူး။ဒါရီကတရေတီစကလေးကမိုးစိုးညံပြနေတဲ့ခမားရဲ့တာလူချောက်လေးရဲ့လက်ချက်တွေပဲဖြစ်ရမယ်ဗျ။ဟာမဟုတ်ပါဘူးဆိုကိုလေးမောင်ရဲ့ ဒါဖြစ်ခမဒီကြားကိုဖမ်းပြီးတတ်တည်ပြရဲ့ဥပုကံတွေ့ဝေးသွားရတယ်။ဒါဖြစ်သူကသူ့ဖုံးကွယ်ဖေးဖို့ကို အထူးအလေးပေးပြီးတော့ပြောထားတယ်။သူကိုယ်တိုင်ကြတော့ဂိုင်းထောင်၊ဖိထောင်၊မိန်ထိုးလန်ထိုးနဲ့တားဟောင်ငယ်တွေလောက်ကိုပဲတောလိုက်ဘူးတဲ့ပုံစုံငယ်တရား။အခုရင်ဆိုင်ရမှာကကြား။ကြားတော့မှတခြားကြားမဟုတ်ဘူး။လူဆွဲတာခုနှစ်ယောက်ကြော်နေပြီဖြစ်တယ်။လူသားစားကြားဖြစ်တယ်။ လူသားကိုနှစ်ဆက်နေပြီဖြစ်တဲ့ကြာဆိုးတန်းတကောင်သူ့စီမှာကြာဆိုးကိုနှစ်နှင်းနိုင်လောက်တဲ့လက်နဲ့ကိရိယာမရှိဘူးကင်ထားတဲ့တနက်ကလည်းလူအထင်တင့်စေဖို့အစ်စ်နဲ့ပုံစံတူအောင်လှုပ်ထားတဲ့အတုသူကိုယ်တိုင်ကလည်းတောမလိုက်တာကစံနဲ့အထက်ရှိပြီဥဖုခက်ဒီကြားကိုနှင်းနှင်းပေးပါဟုတ်တယ်ဥလေးဖုခက်ဥလေးကဒီနေ့တကြောကနာမည်ကြီးတဲ့မိုးဆိုးကြီးပဲဒီကြားကိုဥလေးနှင်းနှင်းနိုင်မှာပါ ။သူ့လေးဒီကြားကိုနှိမ်နှင်းနိုင်မှာဖြစ်မယ်။မဟုတ်ရင်ကျုပ်တို့ရွာကိုထပ်ဝင်ရင်ဝင် မဝင်ရင်တခြားရွာတွေကိုဒုက္ခပေးလိမ့်မယ်ဗျ။ဥပုဂတ်တို့ပြောနေကြတဲ့စကားတွေကိုမတိကြသူရွာသူရွာသားတွေကတောင်းဆိုလာကြတယ်။ဥပုခတ်တားပြစ်သူဆုံးဖြတ်ချက်ရခတ်သွားခဲ့ပါပြီ။တားပြစ်သူရှိရင်လည်းကောင်းသားလို့တွေ့မိတယ်။ဒါပေမဲ့တားပြစ်သူကမင်းညကမှသူ့ကိုနှုတ်ဆက်ပြီးထွက်သွားခဲ့တာရင်သူတကိုယ်လေးနဲ့တော့ဒီကြားတွေကိုရင်ဆိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဒီလိုဆိုရင်အမှန်တမ်းဝန်ခံလိုက်ရင်ရောဒီလိုတော့မဖြစ်ပါဘူးตาဖြစ်သူအချောင်းကိုလူတကာသိပြီးအောင်လိမ့်မယ်ตาဖြစ်သူကမသိစေဘူးအထုတလည်းပြောထားတာလေအဖေတယောက်ပေးတဲ့ခရစ်တရားကိုတည်ရမယ်ပြီးတော့ตาဖြစ်သူအပေါ်မှာလည်းဘယ်လိုအန်တရဲမှမတက်ရောက်စေချင်ဘူးသူသာသိချင်းသိပါစေတော့ဒါပေမဲ့သူသိမိထားသလောက်ကတော့မဆိုးညံကိုတော့အတက်နိုင်ဆိုအတုံးပြုတ်မယ်လို့တွေးလိုက်မိပါတယ်ကိုဖိုးကက်က ကျုပ်အဲ့ဒီကြောင်နှိမ်နှင်းပေးမယ်ကိုလေးမောင်ကိုလေးမောင်မျက်နှာကကြည်ပြသွားတယ်တကယ်တော့ခုနကပြောတဲ့စကားတွေကသူသိမိထားတဲ့ဘဟုတုတ္တတွေနဲ့ရရကောက်ွယ်ရေးခေါင်းဆောင်ပြီးပြီးသူလိလထားတဲ့ရွာသားတို့ရဲ့အခြေအနေရဲ့ဥပုဘက်ဖြစ်သွားတဲ့အမှုရာတွေကိုပေါင်းစည်းပြီးတော့အသွေးသက်သက်ပြောလိုက်တာပါတောပရင်ကြားကိုရင်ဆိုင်ဖို့ဆိုတာကတာမန်လူတယောက်အနေနဲ့ဆိုလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးတောပရင်ကိုရင်ဆိုင်ဖို့ကတောကိုနှဲ့နှင်းနိုင်သူမုတ်ဆိုးမှသာ နိုင်မယ်မဟုတ်ပါလားကိုဖိုးခဲခမားကြောက်တယ်မဟုတ်ပါဘူးဗျာကျုပ်တို့လည်းခမားနဲ့အတူလိုက်ကြမှာပါခုနကကျုပ်ပြောတာတွေအတွက်လည်းဘွေးမယူပါနဲ့ကျုပ်ကခမားရဲ့မခံချင်စိတ်ကို စွာပေးရုံလေးပါဗျာရပါတယ်ဗျာဥဖိုးခဲတပင်းကိုခိုးချလိုက်တယ်ဘာပဲဖြစ်ဖြစ်တဖက်ကဥလေးမောင်ရဲ့စကားကတော့အမေကဥဖိုးခဲအတွက်အားတက်စေခဲ့တာအမှန်ပါပဲအေးရှိစီကနွားစာစင်းစီမှာ မြညိုနွားအတွက်ပြောင်ရိုးတွေကိုခုတ်ဆင်းနေတယ်။သူမတို့ဒေတာကနွားတွေကနတ်တော်ဆင်းထားတဲ့ပြောင်ရိုးကိုဖွဲနူအုပ်ပြီးတော့ရေဖြော်ကျွေးတာပူကြိုက်တတ်ကြပါတယ်။မြညိုခေါ်တန်ကြောင့်မြညိုလဲကြည့်တော့ဘယ်သူမှရှိမနေပါ။အဲ့ဒါကြောင့်နွားစာကိုဆက်ဆင်းနေလိုက်တယ်။မြညိုအတန်းအထက်ပြီးထွက်ပေါ်လာပြန်တယ်။မြညိုလဲကြည့်ပြန်တော့ဘာမှရှိမနေပြန်ဘူး။မြညိုစိတ်ကျဒေါသထွက်သလိုဖြစ်လာတယ်။နွားစာကိုဆက်ဆင်းရင်စိတ်ကျဲကနေ ဒေါသရုပ်ကတလိမ့်လိမ့်ထွက်လာတယ်။မြညိုဒီတခါတော့မြညိုအတန်လာရကိုအသေးချာမှတ်ပြီးကြိတ်လိုက်တယ်။ဟင်။ဟိုကလေးကတယောက်ပဲ။သူမအနောင်မလန်မကန်တစ်ပင်အနောင်သားစီမှာစက်သားပေါ်တဲ့နေကစာပြီးဆုံးမလိုက်တဲ့တယောက်။နေပါလာလောက်တာလေ။ပေါက်ဆက်ဆက်နဲ့အနားကိုသွားပြီးတော့မြညိုရန်တွေ့လိုက်တယ်။မြညိုကျုပ်မြညိုကိုချစ်လို့ဟာမြညိုမျက်နှာရဲတက်သွားတယ်။မြညို့ နေငါအချစ်ကိုလက်ခံရင်ငါမိဘတွေကို ပြောပြပြီးလာတောင်းမယ်။ဟာနင်းနဲ့ငါဘဝချင်းမတူဘူး။မိဒီစကားတွေပြောနေတာရထန်းရဲ့ဆက်လိုက်ပါ။ညညိုညညိုငါမြင်မြင်ချင်းချင်းမိသွားတာမို့လို့ပါ။ဆူတင်လာပြောနေတော့ညညိုဒေါသကထိတ်မရတော့။နေတော်တော့နော်။ညညိုညညိုဆက်မပြောတော့ဘူး။ပညာဆက်တချို့ကိုထုတ်လို့တက်ဖက်ကလူကိုရိုက်ချလိုက်လေတော့တယ်။တက်ဖက်ကလူလွင့်စင်ထွက်သွားလေတော့တယ်။ ဥဖုတ်ကဲ့ဦးဆောင်တဲ့ရေအေးရွာသားတတိုင်းဒေါက်တာလက်နက်တွေနဲ့ထမင်းထုတ်တွေကိုကင်ဆောင်လို့တော်တင်းကိုဝင်လာခဲ့ကြပါတယ်။ရွာကနေလူကိုဆဲသားတဲ့စွတ်ကြောင်းအတိုင်းလိုက်ကြရင်ရွာနဲ့တမိုင်းကြော်ကြော်လောက်ရောက်ချိန်မှာတော့စွတ်ကြောင်းလက်ပြောက်သွေးဆက်တွေကလည်းကျွတ်တို့ကြက်တဲဖြစ်လာခဲ့ရတယ်။ဒါရီထားတော့ဒီကောင်တိတ်ဝေဝေမသွားနိုင်တော့ဘူး။ဒီအနီးတစ်ဝိုက်မှာပဲရှိလိမ့်မယ်။ဥဖုတ်ကကတရိပ်ပေးလိုက်တယ်။ သူ့လက်ထဲမှာတော့တနက်အတုကိုဟန်ပြကန်ဆောင်ထားပေပဲအရေးကြောင်းဆိုရင်တနက်အတုစားလှန်ရှိကိုသုံးဖို့ကြံ့ရထားလိတော့တယ်ရွာသားတွေတအုပ်လုံးခြေလန်းတွေကိုတတိထားပြီးတော့ဆက်လန်းကြတယ်ခြုံတန်းလေးတစ်ခုကိုလုံတော့မြေပြင်ပြက်ပြက်ကလေးတစ်ခုကတအုပ်အလဲမှာကွက်ကွက်ကလေးဖြစ်နေတယ်မြေကွက်လက်လေးစီမှာမနက်တုန်းကဆွဲထားတဲ့မိန်းကလေးအလောင်းကအပိုင်ပိုင်စုပ်ပါလို့ခန္ဓာကိုယ်အပေါ်ပိုင်းရှင်ကောင်းပိုင်းနဲ့ဦးကောင်းပိုင်းကြီးကတော့ထီတိုင်းပဲ။ ဟာတွေ့ပြီတွေ့ပြီ နေအောင်သွားမကက်ကြနဲ့အောင်ဥဖို့ကက်ကတတိပေးတာကြောင့်ဇွာသားတွေချက်ချင်းအနားကိုမကက်ရဲကြတော့ဘူးနေသက်စွာနေကြရင် အလောင်းကြီးစီကိုအကဲခတ်ကျင်နေကြတယ်အချိန်နှင်းငယ်လောက်ကြာမှဥဖို့ကက်ကကြားစားထားတဲ့အလောင်းကိုတွေ့ပြီကျုပ်ဘုရားမှာကြားနေတော့တခါမှမစုံဘူးဒါပေမဲ့ကြားဘူးနာဝရကတော့ဒီကြားပြန်လာစားလိုက်အောင်မယ်ကျုပ်တို့အချိန်ကြီးတော့ကြားရဲ့ဝင်လန်းထွက်လန်းကိုကြည့်ပြီးထောင်ချောက်စင်တာပေါ့ ကောင်းပြီလေဥဖုကတ်ကျုပ်တို့လို့ရမှာကို ပြောပြပေးပါကြားမနဲ့ကမှစားတော့သွားတာဖြစ်လို့အခုနေကင်းဘတ်တော်ထက်လာစားမယ်မထင်တော့ဘူးကွာကျုပ်တို့အချိန်ရတယ်ဝင်လန်းထွက်လန်းကြည့်ပြီးတော့ကျင်းထောင်မယ်ကျင်းကြည့်ကြည့်တခုတူးဖို့လိုမယ်ပြီးရင်ဝက်ကတ်နဲ့ဝညောင်းနေထောင်းဖို့အတွက်ဝါလိုမယ်ကောင်းပြီလေကျုပ်တို့အခုဆက်လုပ်ခိုင်းလိုက်မယ်လူစုပြီးတော့ခုတ်ဖို့နဲ့ကျင်းတူးရမှာလေနေရာမပြတ်အောင်တူးဖို့လိုတယ် အတိကကတော့နင်းမဝင်ခွင့်မြန်မြန်ပြီးစီရမှာပဲကွာလူအင်အားက30နီးနီးရှိတယ်ကိုဖို့ခတ်အချိန်မီပြီးစီနိုင်ပါတယ်ဗျကြားတဲ့တခါမှရင်မဆိုင်ဘူးတဲ့ဘုံဆိုးကြီးဥဖို့ခဲရဲ့ဥစားမှုနဲ့ဇာသားတွေဟာထောက်ချပြုလုပ်ဖို့စီမံကြပါတယ်နေရနဲ့နည်းနည်းလမ်းရစီမှာဝါးတွေကိုခုတ်ထစ်လို့ဝက်ခက်ရက်ကြပြီးကျင်းတူးရစီကိုတဲလာကြတယ်ကျင်းက6ပေပက်လဲအနက်9000ရှိလေရင်ကျင်းပြီးတော့ညောင်းတွေဆင်ထောင်းပြီးတော့ဝက်ကက်ကိုပြန်ဖုံးလိုက်ကား ဝက်ကစီမှာဝါးခလောက်တချို့ဆွဲထားပြီးတော့နေရာကိုပုံမပြောင်းပြန်ပြင်ကြတယ်။အားလုံးပစ္စည်းချိန်မှာတော့ညနေမောင်းကြီးပြုတ်ခဲ့ပါပြီ။လူအင်အားကောင်းကောင်းနဲ့လှုပ်ခဲ့လို့သာအလုတ်ကပစ္စည်းခဲ့တာဖြစ်ပါတယ်။ဒီအတိုင်းထားရက်ပြီးကျုပ်တို့တနင်္လာကနေစောင့်ကြတာပေါ့ဗျာ။ဥဖို့ခက်ကအဲ့လိုပြောတယ်။ဒီအတိုင်းစောင့်ဖို့တော့မဖြစ်နိုင်ဘူး။လူအင်အားကိုတနင်္လာတည်းစုမထားဘဲနဲ့ဖြန့်ခွဲပြီးစောင့်ကြတာပိုကောင်းလိမ့်မယ်။ဥဖို့ခက်ပဝင်းကျင်ကိုကြည့်လိုက်တယ်။ တစ်ပင်ကြီးတွေရှိတာပဲကျုပ်တို့တစ်ပင်ပေါ်ကစောင့်ကြတာပေါ့ဗျာဥဖိုခက်ပြောတယ်လို့ပဲစီစဉ်ဖြစ်သွားတယ်ဝေးရနေရာစီမှာပါလာတဲ့ထမင်းထုပ်တွေကိုဖြီးစားလိုက်ကြပြီးတော့အလောင်းချီရမြေကွက်လက်စီကိုပြန်လှန်ခဲ့ကြတယ်နောက်တော့လူစုခွဲပြီးအာလုံးတစ်ပင်နေရာထက်စီကိုအစင်ပြေတယ်လို့တက်ကြတာပေါ့ညအမောင်တို့ကပတ်ဝန်းကျင်ကိုပိမ့်ပိမ့်အောင်ရှိနေပါပြီဘိုးပိရတို့အော်တန်ကလည်းတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်စီမှာပုံဟန်မပြတ်ထွက်ပေါ်နေလို့ရေး ရေးရွာသားတွေကတော့တစ်ပင်ကြီးထက်စီမှာခြေကခံရင်ကြားကောင်အလာကိုစောက်ဆိုင်နေကြလေတယ်။တဖြည်းဖြည်းနဲ့အချိန်တွေကုန်လွန်လာပြီးတော့မနေ့ပိုင်းအချိန်ကိုရောက်ရှိလာခဲ့ပြီးပုပ်ပြေတို့အော်တန်ဒီကလည်းမြူးပိုင်းကလောက်တိတ်မရှိတော့ပါ ရုတ်တရက်တောတော်တန်တစ်ခုနဲ့တူပိုးပြေတို့အော်မီတဲ့အတန်တွေကတိတ်ကနေတိတ်ဆိတ်သွားလေရဲ့လာပြီးထင်နေကွာရေးရွာသားတွေတစ်ပင်ထက်စီမှာငိုက်သူငိုက်နှဲသူမေရှိရာကဖြတ်ခနဲ့နိုးထလာကြကုန်နေ တောတောတန်ကတော့ထပ်ပြီးတော့ထွက်မပေါ်လာတော့ဘူးအားလုံးအတန်သိပ်ပြီးဆက်လက်စောင့်ကြည့်ကြတယ်အတန်ကြာကြာကြတော့တောတောတန်ကထပ်မံထွက်ပေါ်လာခဲ့လေတယ်သူဒီဘက်ကိုလာနေပြီအစင်သိမ့်ပဲလို့ပဲပြောရမလားဥဖို့ခက်ရဲ့ယူဆချက်မှန်တယ်လို့ပဲပြောရမလားမသိကြားသူတို့ထောင်ချောက်ဆင်ရဘက်ကနေတောတိုးဝင်ရောက်လာတဲ့အတန်ကိုကြားရလေတယ်အားလုံးမျောလင့်တကြီးစောင့်နေကြမိတာပေါ့တောတိုးတန်တခဏရက်သွားပြန်တယ်ရှေ့ဆက်တိုးပါကွာ ဥပုကစိတ်ထဲကနေကြိတ်ပြီးတော့ဆူတောင်းနေမိတယ်။ဆူတောင်းပြီးတိတ်မကြလိုက်ပါဘူး။အတန်ကြာရနေရာဘက်စီကနေဝုံငနဲ့ခုန်ထွက်လာတဲ့အရှိတ်မဲကြီး။ဟာထောင်ချောက်ကိုကြော်သွားပြီ။အကလုံးအံ့အားတင်ပြီးအကုန်မြင့်တက်သွားကြတယ်။ခုန်ထွက်လာတဲ့အရှိတ်မဲကြီးဟာကွင်းပြင်စီကိုရောက်တော့လာရောက်မပီဝိုးဝါအောက်မှာကြားကြီးတကောင်ဆိုတာထင်ရှားလာတယ်။ကြာကြီးနဘေးစီမှာလူလိုလိုအရှိတ်မဲမဲတစ်ခုကိုလေမြင်နေရလေရဲ့။ ကြားကြည့်ရနေ့လေကသူ့စားတော့ထားတဲ့မိန်းကလေးအလောင်းသားကိုအေးလူလူလှမ်းသွားတယ်။အနာရောက်ခန့်နီးကြတော့ရုတ်တရက်ပြေးဝင်ပြီးအလောင်းကိုသူ့လက်နှစ်ဖက်နဲ့ပုတ်ပြီးတော့မလို့မြောင်မြောင်ပြီးတော့စော့ကစားပါတော့တယ်။ဂွင်းပြင်ကကြောင်ကကြက်ကိုစော့ကစားနေတဲ့ပမာလူလိုအချိန်ကတော့ကြားကြည့်နေထက်ချက်မကွာပါပဲ။ဒီနေ့သူတို့မှာထူးဆန်းတဲ့မြင်ကွင်းကြောင့်ကြက်တီတီကြောင်အန်းဖြစ်နေကြတယ်။ဒါဘလို့ဖြစ်တာလဲဥဖုခက်။ကြာအဲ့ဒီလိုစော့ကစားတက်တာလား။ ကျုပ်လည်းမပြောချက်တော့ဘူးဗျာကြားကြောင်ကိုကျုပ်ကဂါဂနနာမကြဖို့တလို့အခုမှပဲထိတ်တိုက်ရင်ဆိုင်ဘူးတာပါအင်းဦးဖို့ကနဲ့ဦးလေးမောင်တို့တီးတူပြောကြရင်စောင့်ကြည့်နေကြတယ်အစိမ့်တချို့ကိုကြားတဲ့အထိကြားကြည့်ကကိုတပိုင်းပြတ်နေတဲ့အလောင်းကြီးနဲ့ဆော့ကစားနေစေပဲအချိန်ကမကြခင်မှာအာယုံတက်တော့မယ်ခါရောက်လာတယ်အဲ့ဒီအခါစောင့်ကြည့်နေတဲ့ရေအေးရွာသားတွေထဲကတယောက်ကတီးတူးလေလေမိလေရဲ့စိုးရတဲ့အနဲ့ကြီးကအဲ့ဒီလူနဲ့ ်အနီးတစ်ဝိုက်ကိုပြန့်နေသွားတယ်။ဟာနားလိုက်တာကွာဘသူလေးလေလိုက်တာလေ။မခန့်နိုင်မှုမို့တယောက်ကလေတံကြိုက်ကြိုက်နဲ့ထားပြောတယ်။ကလာမင်းမဲမလား။မင်းကွာဒီလောက်ချိန်နေကြမှာ။ကလာဆိုတဲ့လေးလေသူကိုလေတံကြိုက်ကြိုက်နဲ့ဝိုင်းအပြစ်တင်ကြတယ်။ဒီခါမှာတော့သူတို့ပြောတဲ့လေတံကိုကြားကြည့်ရကြားတယ်ထင်မိရဲ့။အလောင်းကိုစော့ကစားနေရကတုံ့ငနေချက်သွားတယ်။ပြီးတော့ပတ်ချာလေးကိုသင်္ကန်းပကင်းနဲ့အကဲခတ်တယ်လို့လှဲ့ပက်ကြည့်လိုက်ပြီးတော့ ခဏကြာမှတော့ရန်ရှင်တဲ့သဘောနဲ့ဝေါင်ကလေးကြဲကြဲလောင်လောင်ဟိန်းဟောက်မှန်ဖီလိုက်လေချောင်းမြောင်းနေသူအလုံးငြိမ်ကုတ်သွားကြတာပေါ့အဲ့ဒီကိုက်မှာပဲကြားချရအလောင်းစီကိုလှမ်းကြည့်ပြန်ကနောက်တစ်ချိန်ထမှန်ဟိန်းဟောက်ပြီးနောက်နေရာကနေကြောခိုင်လို့လာရလန်းတိုင်းလက်ထက်သွားလေတော့တယ်တိုင်မကြလိုက်ပါဘူးထောင်ချောက်စီကပြိုကျတန်နဲ့ဝါခလောက်တို့အချက်ပေးတန်ကညှဆီသွားခဲ့တယ်။ဟေးထောင်ချောက်မိပြီကွာ ရေးရွာသားတွေတက်ခနဲ့ဟစ်အော်ကြပြီးတဲပင်နေပေါ်ကနေဆင်းကထောင်ချောက်စီကိုဝမ်းသာအားရပြေးသွားကြတယ်။ဟဲ့အောင်နေအရက်တဲမကူနေကွာဦးလေးမောင်တို့ဥဖုခတ်တို့ကလောင်းအောင်ပြောကြတယ်။ထောင်ချောက်ရှိရာအနာ15ပေလောက်အကွာမှာတော့ရေးအေးရွာသားတွေရက်နေကြတယ်။ထောင်ချောက်တရားကြားကိုသွားကြည့်ဖို့ဘသူကောင်းမှစိတ်မရဲကြဘူးလေ။ဟေးအချင်းနေဥဖုခတ်တို့နေရောက်ကအနာကိုရောက်လာပြီးမဲလေတယ်။ ကျုပ်တို့လည်းအနာမကက်ရဲတော့မပြောတတ်ဘူးငြိမ့်တော့ငြိမ့်နေတယ်ကွာอืมအချိန်ကအာယုံချင်းလေးလို့ပြီအလင်းရောင်ကပတ်ဝန်းကျင်တခွင်ကိုအနှဲငယ်လွှမ်းမိုးလာခဲ့ပါပြီအခုထိတော့ငြိမ့်နေတော့မယ်သိပြီလားမသိဘူးဗျစောင့်ကြည့်နေတာအချိန်နှဲငယ်ကြာခဲ့ပြီမလို့ထင်ကြီးပြီးစကားတန်တွေထပ်ပေါ်လာခဲ့တယ်ဦးလေးမောင်ကဘသူသွားကြည့်မလဲနေနေကြောက်ပဲသွားကြည့်လိုက်မယ်ဥပုက္ကကသူ့ဘဝမှာဒါဟာပထမဆုံးကြာဖန်ဖူးတာမလို့ စိတ်ထဲခုယူမဆုံးဖြစ်နေတဲ့အတွက်တက်ကြလွန်နေတယ်။စိတ်ထဲမှာလည်းကြားကြီးရဲ့တရေကိုသူ့အိမ်စီမှာဝင်းဝင်းကြွားကြွားကတ်ထားအောင်မယ်လို့တွေးမိလေရဲ့။ခမည်းတော်တဲ့စိတ်မချဘူးကိုဖိုးခက်ကျောက်တော့လဲလာကြည့်မယ်။ရတယ်နေပါစေ။ဥပုကလမ်းခြေကိုအတင့်ကန်ပြီးလူအုပ်သေးကနေထောက်ကျောက်ခြင်းရှိရာကိုလှမ်းသွားလေတော့တယ်။ခြေလမ်းတွေကိုဂရုတက်ဆိုင်လှမ်းရင်ကျင်းနာကိုရောက်သွားခဲ့တယ်။ကြားကြီးကိုကြည့်တော့ကျင်းရဲ့စီမှာ ကုန်းကုန်းကြီးဖြစ်ကငိတ်တက်နေပါတယ်။ပေသွားပြီဟေ့။ဥဖုကအနောက်ကလူရေစီကိုလှမ်းပြီးတော့អော်လိုက်တယ်။ဒီအခိုက်မှာတော့တာဟင်းတန်ကြီးတစ်ချက်ထွက်ပေါ်လာပြီ။ဟာ။ကျင်းနေစီကကြာကြီးဟာဟင်းဟောက်ရင်ခုတ်ထက်လာကဥဖုခတ်ကိုခုံအုပ်လို့ကိုက်ချီဆွဲပြေးသွားခဲ့ပါပြီ။ဒေါ်ပွေးတရားကိုတွားဆဲခံရတဲ့ခင်မောတဲ့ရဲ့အတွက်တဲတဲထန်ထန်ကိုကျွေးနေလေတဲ့။တရင်ကြကစားကဆိုဒေါ်ပွေးငိုရင်းနဲ့တတိပါလက်ခေရလေရဲ့။ အခုလည်းညနေနေပြီဖြစ်ပေမဲ့အဲ့ရထဲမှာလဲလျောင်းရင်းငုံနေမိတယ်။ငုံနေရင်ကဒေါ်ပွေးတားဖြစ်သူကိုတတိယသွားလိမ့်တယ်။တားအေးထူးတားဖေတားဖေကိုကြားဆွဲသွားတယ်တဲ့။ကဲပါဦးငါတားရဲ့တားဖြစ်သူလူချောက်ကလေးကိုထည့်ထားတဲ့ချင်းကလေးကိုယူပြီးဒေါ်ပွေးပြောနေခဲ့တယ်။ငုံချင်ရင်ပြောနေတာမလို့မျက်ရည်စရီကလူချောက်လေးရဲ့ကိုပေါ်ကိုကြားသွားတယ်။တားတားဖေကိုကဲပါဦးအမေတားကိုတောင်းဆိုပါတယ်နော်။ ဓာပွေးရဲ့စကားတန်တွေကတိုးတိမ်ဝင်သွားတယ်။သူ့အသေးစိတ်မှာကြားဆိုတဲ့အသားစားတတဝါကတော့သူကတ်ချီသွားရာဘယ်တက်ရှိကိုမှအသက်ချမ်းသာပေးမှာမဟုတ်ဘူး။ဒါဟုဓာပွေးသိပါတယ်။တိတိကြီးနဲ့တားပြစ်သူလူချောက်ကလေးကိုအကူအညီတောင်းမိတယ်ဆိုတာကလည်းခရီးရဲတာရှိတဲ့မျော်လင့်ချက်တစ်ခုရဲ့တာ။မြေတကောင်ရဲ့အချင်းလောက်ွေညမလို့မြညိုတယောက်စုံတောက်စားဖို့ခန္ဓာကိုယ်စီကနေထွက်ခွာပြီးအရင်ပြင်ကိုရောက်လာခဲ့တယ် မြညိုခေါ်တန်းကြောင့်မြညိုကြည့်ပြီးတော့မင်းညရောကသူ့မောင်းထုတ်လိုက်တဲ့သူနေရောက်လာပြန်ပြီလားငါ့မှာနာမည်ရှိတယ်ငါ့နာမည်အေးထူးပါငါမသိချင်ဘူးနာမည်ကိုမသိချင်လို့လဲကြပါတယ်မြညိုရဲ့ဒါပေမဲ့ငါ့ချစ်ကိုတော့နေသိထားဖို့လိုအပ်ပါတယ်နေစွတ်တရတကယ်ဆန်းနာပဲမင်းကငါမချစ်ဘူးငါ့မှာရွယ်ထားတဲ့သူရှိတယ်ဒီနေ့တကြောင်းမှာနာမည်ကြည့်တဲ့မုတ်ဆိုးကြီးမုံခေါင်းဆိုတာငါချစ်သူပဲချစ်သူရှိလဲ ငါနင်းကိုချက်နဲ့အောင်းပါပါပဲမြညိုငါအချိန်မရှိဘူးနေဖဲအင်းမငါဖဲပါမယ်ဟမ်အမေအမေကျုပ်ကိုခေါ်နေတယ်ပြီးတော့အမင်းကိုနေတယ်ရုပ်တရက်အေးထူးပြရာခတ်သွားရတယ်နေပါဖြစ်သွားတာလေမြညိုကတိတ်ကျင်စိမ့်နဲ့မေးလိုက်ပါတော့တယ်ချက်ပြိတ်တမ်းရှင်ဒီကနေ့မှာတင်ဆက်ပေးခဲ့တာကတော့တပွဲစားမော်စိုးကန္နပမော်စိုးဆိုတဲ့ဇလန်းလေးရဲ့အပိုင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ။နောက်ရက်များမှလည်းဒီဇယ်လန်ရဲ့ဇသိန်းပိုင်းလေးကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ခြေပရိသတ်တို့ကဆက်လက်ဆောင်မြောကြည့်ရှုအားပေးကြပါဦးရှင်။ဇလန်လေးကိုအဆုံးထိလိုက်ပါနာဆင်အပေးခဲ့ကြတဲ့ချက်ပရိသတ်တို့ချင်းစီတန်းကိုထူးဖြင့်ကျေးဇူးတင်ပါတယ်။တာယာပြောင်းရှင်တဲ့နေသူလေးကိုပိုင်ဆိုင်နေကြပါစေရှင်။ရှင်